PPTV ရဲ့သတင်းလာချင်းလာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့သတင်းလာချင်းလာကဏ္ဍကိုပတ်စံတင်ဆက်ပေးနေသူချူပါ။ဒီအစီအစဉ်ကနေသတင်းမှားတွေအကြောင်းအရာမှားတွေနဲ့ပြည်သူတွေကိုချင်းထက်နေရာတွေကိုဖော်ထုတ်တင်ဆက်ပေးနေရပါရှင်။ကျမတို့သတင်းလာချင်းလာဖွဲ့သားတွေကလည်းအကြောင်းအရာတွေကိုစစ်စစ်ရှာဖွေနေသလိုပဲပိတ်သက်တွေကလည်းသတင်းအမှန်လားချင်းလားသိချင်တော့ comment တွေမှာဝင်ရောက်ရေးသားမေးမြန်းထားလို့ရပါတယ်။ဒီဒီပတ်အတွက်တင်ဆက်ပေးမှာတွေကတော့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရ IIMM ရဲ့အကြီးအကဲဖြစ်သူကတည်င်းတူတည်င်းမှားတွေပြောနေရဆိုရခြင်းမိုးကုတ်မြို့မှာ TNL တက်တွေခိုးအောင်းနေတဲ့နေရာဖြစ်တဲ့အတွက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဆိုတဲ့တည်င်းမှားနဲ့မူမြို့နယ်အတွင်းကရေလဲကြေးရွာကိုစစ်အုပ်စုကလေကြောင်းတိုက်ခိုက်ခဲ့တာမရှိဘူးဆိုတဲ့ဂျင်းအကြောင်းအရာတွေပါပဲစစ်အုပ်စုကတော့အတူရောင်ရွှေကောက်ပွဲကိုစွအတင်းပြုတ်လောက်ပါတော့မယ်ရှင် ဒေသတွင်းအာဆီယံနိုင်ငံတွေအပါအဝင်ကုလသမဂ္ဂ EU နဲ့ကမ္ဘာနိုင်ငံအသီးသီးကတော့ဒါဟာအတူရောင်ရွှေကောက်ပွဲလို့သတ်မှတ်ထားပါတယ်။ဒီလိုပဲနိုင်ငံတကာအဖွဲ့အစည်းအသီးသီးကလည်းစိတ်အုပ်စုရဲ့ပြည်သူတွေအပေါ်ပြုကျင့်နေတဲ့စစ်ရာဇဝတ်မှုတွေကိုအချက်လက်တွေနဲ့ချပြရှင်းလင်းနေကြပါပြီ။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်လေရာ IMM ကလည်းစိတ်အုပ်စုရဲ့စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးအချက်လက်တွေရရှိထားတယ်လို့ပြောကြားခဲ့ပါတယ်။ အဲ့ဒါကိုစေယုစု lobby တွေကအချက်လက်တွေကမှားနေပါတယ်ဆိုပြီးတော့ဂျင်းထက်ဖြန့်ချီနေတာပါစေယုစု lobby ကိုတက် Telegram channel ကတော့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစော်စန်းစစ်ဆေးမှုရန်တွေက IIMM ရဲ့အကြီးအကဲဖြစ်သူ Nicholas ခွန်ချန်ကသတင်းတုသတင်းမှားတွေကိုပြောကြားနေရဆိုပြီးရေးသားဖြန့်ချီနေပါတယ်အဲ့ဒီ post ရဲ့ပြန်လည်မှုက like 300က view 1000ကျော်နဲ့ share 16ခုရှိတာတွေ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးချိုးရက်ဖက်ချက်ဖွဲကစစ်စစ်ကြည့်ရဲ့အခါမှာလွဲမှားနေအောင်တွေးရှိခဲ့ရပါတယ်ရှင်။လွတ်လပ်ပြီးရုံးကြည့်စိတ်ချတဲ့တရင်ဌာနတွေမှာက IMM ရဲ့အကြီးအကဲဖြစ်သူနီကိုလတ်စ်ခွန်ချန်ကဖက်စီသူတွေအပေါ်နှိမ့်ဆက်နှိမ့်မှုကျူးလွန်တဲ့မြန်မာစစ်သားတွေတပ်မှုတွေဘသူတွေဆိုတာကိုအချက်လက်ရရှိထားပြီးဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ရေးသားဖော်ပြခဲ့တာပါ။ အဲ့ဒါကိုစေုပ်စု lobby တွေက IMM ရဲ့အကြီးအကဲဖြစ်သူကပဲသတင်းမှားတွေပြောကြားနေတဲ့အောင်ချင်းထက်ဖြန့်ချိနေရပါပဲ။ကိုသက်ချန်ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်ပြုပြင်စီမံတိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။တရုတ်နိုင်ငံ PR တွေအောက်မှာ TNL ကတော့စိတ်အုပ်စုနဲ့အပြစ်ရစေးလက်မှတ်ထိုးလိုက်ရပါပြီ မိုးကုန်းနဲ့မိုးမိန်မျိုးတွေကလည်း TNL တက်တွေပြန်လည်ဆုတ်ခွာတော့မယ်ဆိုပြီးတော့အောက်တိုဘာ29ရက်စွဲနဲ့ထုတ်ပြန်လိုက်တာပါပြည်သူ့ကာကွယ်တပ်မတော်နဲ့တော်လှန်ရေးတပ်တွေကတော့တိမ့်ပတ်ရရှိထားတဲ့မိုးကုန်းမျိုးကိုအပြည့်အဝကာကွယ်သွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ခဲ့ကြပါတယ်ဆေးဥစုကတော့မိုးကုန်းမျိုးကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်ပြီးအရသာပြည်သူတွေကိုတတ်ဖြတ်နေသေးပါပဲရှင်ဒါဝဆေးဥစု lobby တွေကဖုံးကွယ်ပေးထားပြီးတော့ TNL စကမ်းတွေကိုပဲတိုက်ခိုက်တရားမယ်ချင်းထည့်နေရပါဗျ။ အခုလဲဆေးရုပ်စုလော်ဘီ Snow Queen Telegram Channel ကမန္တလေးတိုင်းမိုးပုံမြို့မှာရှိတဲ့ TNL တွေခိုအောင်းနေတဲ့နေရာကိုဆေးရုပ်စုကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့ရေးသားဖြန့်ချိနေရပါအဒီပိုဆက်ပြန်နေမှုက916 comment တစ်ခုနဲ့ viewer တော့1900ကျော်ရှိရာတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူတို့ရဲ့ fact check ဖွဲ့ကစစ်စစ်ကြည့်ရတဲ့အခါမှာလွဲမှားနေပါလေရှင်။လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာက မိုးကုန်းမြို့ကန့်တော်ရက်ွက်ကိုစေအုပ်စုကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်၃ဦးတေဆုံးပြီးပြည်သူအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ရေးသားဖော်ပြခဲ့ကြတာပါပြည်သူတွေတေဆုံးတာကိုဖုံးကွယ်ပြီးတော့ TNL ကိုပဲတိုက်ခိုက်တဲ့အောင်နဲ့ချင်းဖြတ်ဖြန့်ချီနေတာပါပဲ Snowway Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းဖြည့်ဖြောင်းမှိုင်းသောတိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင် စေယုစုလော်ဘီ Snow Queen Telegram Channel ကတော့သတင်းမှတစ်ခုတင်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပြန်ပါပြီ။အဲ့ဒါတော့ပဲခူးတိုင်းမြောင်လေးပင်ခရိုင်မူးမြို့နယ်ရေးလဲကျေးရွာကိုစေယုစုကမင်းချောင်းတိုက်ခတ်ခဲ့တာမရှိဘူးဆိုပြီးရေးသားဖြန့်ချိနေရပါ။အဲ့ဒီပိုးဆက်ပြန်နှမှုက Like 83နဲ့ View ကတော့8300ကျော်ရှိရာတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်တဲ့အခါမှာလည်းလွှဲမှားနေပြန်ပါလိမ့်ရှင်။လွတ်လပ်ပြီးရုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာကရေးလဲကျေးရွာကို စစ်ရုပ်စုကဒရုန်းနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးတဦးအပါအဝင်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရခဲ့ရဆိုပြီးဖော်ပြခဲ့တာပါအရသာပြည်သူတွေရှိတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးမှမဟုတ်ပါဘူးမမှန်ပါဘူးဆိုပြီးချင်းထက်ခန့်ချီနေရပါပဲ။ကျွန်တော်ဝေး Telegram Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်ပြုတ်ပြင်စီမံတိဆက်ချက်ဖြစ်နေတာတွေ့ရပါလိမ့်ရှင်။ ဒီဒီဘက်အတွက်သတင်းလာချင်းလာအစီအစဉ်ကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါရှင်။နောက်ပတ်မှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှားဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပရိသတ်တွေနေနဲ့စစ်စစ်ချင်းတဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတဆက်ဆက်သွယ်နိုင်ပါတယ်။အဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှားဖွေစစ်စစ်ပေးသွားမှာလည်းဖြစ်ပါလေရှင်။မိဘပြည်သူများအားလုံးဘေးရန်ကင်းကွာပြီးကိုစိတ်အေးချမ်းကတည်ထမအန္တရာယ်တွေကနေကင်းလွတ်ကြပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။